။ Alright လုံငန်းရှင်များလုံးဝမင်္ဂလာပါလို့ပြန်လည်နှုတ်ဆက်လိုက်ပါရစေ။ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ AP 301 UB 2 in 1 printer လေးကိုကျွန်တော်တို့ barcode label စတေကထုတ်တဲ့အခါမှာ printer ရဲ့ setting ကိုဘယ်လိုမျိုးဒါထားရမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်။2 in 1 printer ရဲ့သဘောတရားကတော့ကျွန်တော်တို့တက်ဆက်ထဲမှာပဲနှမျိုးလုံးအသုံးပြုလို့ရတဲ့ပုံစံဖြစ်ပါတယ်။အဲဒီတော့သူကအဓိကလောက်ရတဲ့အပိုင်းကတော့ printer ရဲ့ setting ကိုကျွန်တော်ချိန်ပြရတဲ့ process ကိုကျွန်တော်ဆောင်ရွက်ပေးရတာမျိုးဖြစ်ပါတယ်။အဲအရင်ဆုံးကျွန်တော်တို့ဒီ setting လေးကိုကျွန်တော်တို့ချိန်ပြပေး ေးမယ်ပေါ့နော် setting လေးချိန်မယ်ဆိုလို့ရှင်တော့အယူဆုံးနေနဲ့ printer ကို power လေးပိတ်ထားပြီးပေါ့နော်အဲဒီ printer မှာတော့ကျွန်တော်တို့ကအ layer fit button လေးကိုတွဲဖက်ပြီးတော့အသုံးပြုมาဖြစ်ပါတယ်အဲဘာလို့ရမလဲဆိုတော့ကျွန်တော်ကဒီ fit button လေးကိုဒါကြာကြာကြီးဖိထားပေးရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့က power cloud လေးကိုဖြန့်ပေးလိုက်ရမှာပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ fit button ကိုဖိထားတဲ့အလျောက်မှာဒါမီးလေးတွေချိန်သွားမှာဖြစ်ပါတယ်အဲအဲ့ဒီမီးကကျွန်တော်တို့က ဒီခရမ်းရောင်ပြောင်းသွားတဲ့အနေအထားရောက်ပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီ feedback တန်ခလုတ်လေးကိုလွှတ်ပေးလိုက်ရမှာပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ printer ကနေပြီးတော့စာလေးကျွန်တော်တို့ထွက်လာပေးမှာဖြစ်ပါတယ်။ဒီစာလေးမှာကျွန်တော်တို့ဒီကြည့်မယ်ဆိုလို့ရှိရင် current mode မှာဆိုလို့ရှိရင်သူက receipt ဆိုပြီးတော့ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ receipt ကတော့ကျွန်တော်တို့ voucher မာကျွန်တော်ရောက်နေတယ်ဆိုတာကိုပြောတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့အကယ်၍ကျွန်တော်တို့ကတခြားဆက်တင်ကိုချိန်ကျင်တယ်ဆိုလို့ရှိရင်တော့ဒီ feed button club ကိုတစ်ချက်ထပ်နေရမှာပေါ့နော်အဲနောက်တစ်ဆင့်ရသူကဘာတွေ့ရလဲဆိုတော့ current mode က CPCN ဖြစ်သွားပြီပေါ့နော်အဲ့တော့တကယ်၍ကိုကတခြားသော printer software နဲ့သုံးတယ်အဲ့ဒီ software က CPCN ကုတ်တင်တဲ့အလုပ်လုပ်တယ်ဆို CPCN ထားပေးရတာမျိုးပေါ့နော်အဲနောက်တစ်ဆင့်ရကျတော့သူက TSPN ဆိုတဲ့ကျွန်တော်တို့ mode ဖြစ်ပါတယ် TSPN ကတော့ကျွန်တော်တို့ barcode level state ကထုတ်တဲ့အခါမှာ TSPN mode ကိုအသုံးပြုပြတာ ာမျိုးဖြစ်ပါတယ်เนาะဒါဆိုရင်ကျွန်တော်တို့ကဒီဘရန်နာမှာအခုလိုမျိုးအဆင့်၃ဆင့်ကိုတွေ့ရလိမ့်မယ်ကျွန်တော်တို့အနေနဲ့ကတော့ဘာကုတ်လီဗယ်စတီကထုတ်มาဖြစ်တဲ့အတွက် TSPN ဆိုတဲ့မုတ်ကိုကျွန်တော်ကထားပြီးထားရမှာဖြစ်ပါတယ်အဲ့တော့ဒီ၃ဆင့်ကိုကျွန်တော်တို့ပြန်သွားခြင်းတယ်ဆိုလို့ရှိရင်တော့ defeat button click ကိုပဲနှိပ်လိုက်ပေါ့ဒါဆိုရင် receipt mode ကိုပြန်ရောက်သွားမယ်နောက်တစ်ချက်နှိပ်လိုက်လို့ရှိရင်ကျွန်တော် CPCN mode ကိုရောက်သွားမယ်နောက်ဆုံးတစ်ချက်ထပ်နှိပ်လိုက်တယ်ဆိုလို့ရှိရင်တော့ TSPN ဖြစ်တဲ့ဘာကုတ်လီဗယ်စတီက mode ကိုရောက်သွားမှာပဲဖြစ်ပါတယ်ဒီပုံစံမျိုးနဲ့ကျွန်တော်တို့ကကျွန်တော်တို့အသ ုံးပြုမဲ့စက်တင်ကိုထားပေးရမှာဖြစ်ပါတယ်အကယ်၍ကိုကဘောင်ချထုတ်မယ်ဆိုလို့ရှိရင်เนาะအပေါ်ဆုံးက resume ကိုထားပေးလိုက်ပါเนาะ ဒီမှာတော့ TSPN ထားပေးပါနော်ဗျာကျွန်တော်ဘာကို level စီကထုတ်မှာဆိုတော့အဲ့တော့ထားပြီးသားရင်ကျွန်တော်နောက်ဆုံးဆင့်ရောက်သွားရင်တော့ power လေးပိတ်လိုက်ပြီးပြီဆိုရင် power လေးပြန်ဖြန့်လိုက်ပါဒါဆိုလို့ရှိရင်เนาะကျွန်တော်တို့အာဒီနောက်ဆုံးထုတ်ခဲ့တဲ့ current mode ကကျွန်တော်အတေဖြစ်သွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က TSPN ထားလိုက်တာဖြစ်တဲ့အတွက်ဘာကို level stick တွေကိုအာတွဲဖက်ပြီးတော့သက်ဆိုင်ရာ application နဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ် okay ဒီမှာတော့ကျွန်တော်ကဘာကို level stick ထုတ်မှာဖြစ်တဲ့အတွက်တခါတည်းပဲ level sticker ကိုဘယ်လိုမျိုးတက်ရမလဲဆိုတာကိုပြပြပေးပါမယ်ဒီ roller ပြ ားလေးကိုကျွန်တော်တို့ဒီဖြုတ်လိုက်ပေါ့နော်ဖြုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ state ကဒါကိုကျွန်တော်တို့ဘယ်လိုပဲနေအပေါ်ပါထားလိုက်လို့လည်းရတယ်ပေါ့နော်အဲ့မှာမှာကျွန်တော် ruler အချောင်းလေးကိုတက်ပြီးတော့ကျွန်တော်တို့တစ်ဖက်ကဒီဘေးကအပြားလေးကိုတက်ဆင်ပေးမှာဖြစ်ပါတယ် အဲ့တော့ staker lake ကိုကျွန်တော်တို့တတိထားကြည့်ပေါ့နော်။သူကပလက်လန်တဲ့အနေအထားမျိုးဖြစ်သွားလိမ့်မယ်။ကျွန်တော်တက်ဆင်ထားတဲ့ပုံစံအဲ့ဒီပုံစံဖြစ်နေရမယ်။ပြီးရင်တော့ညာဘက်ကကျွန်တော်တို့အပြားလေးတစ်ချက်တက်လိုက်ပြီးရင်ဘဲဘက်ချမ်းထီကိုကျွန်တော်တို့ကသူ့ရဲ့ကျွန်တော်တို့ roller ရဲ့အချောင်းလေးနဲ့တခါတဲ့ညီလေးပြထပေးရမှာဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ set ထဲကိုတစ်ချက်လောက်ထည့်ကြည့်ရအောင်ပေါ့နော်။ ထည့်ဖို့အတွက်ကျွန်တော်တို့ဒီအဖုံးလေးကိုနှိပ်လိုက်ပါတော့ဒါဆိုလို့ရှိရင် printer အဖုံးလေးပွင့်လာလိမ့်မယ်အဲတော့ပေါင်ချဆက်ကူလေးလေးကိုကျွန်တော်တို့ထုတ်ပြီးတော့ဒီ roller လေးကိုထည့်မှာဖြစ်ပါတယ်အထဲမှာ roller လေးထည့်ဖို့အတွက်သူကဒီ hinge line လေးပါတယ်ပေါ့နော်ဒီဒီအထဲကိုကျွန်တော်ထည့်လိုက်ရုံပဲဒါ stake ကလည်းဆိုရင်အခုလိုမျိုးပလက်လန်တဲ့အနေထားလေးဖြစ်ရမယ်ပြီးရင်အထဲထဲကကျွန်တော်တို့ adjust လုပ်တဲ့ clip အတွင်းထဲကိုအရှိမကျွန်တော်တို့ပေါင်ချဆက်ကူလေးထည့်တဲ့အတိုင်းပဲထည့်ပြီးညာဘက်ကကျွန်တော်တို့ clip အရှင်လေးကိုကျွန်တော်တို့ fitting လေးချပေးရမှာဖြစ်ပါတယ် ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုအနေထားလေးနဲ့ကျွန်တော်တို့ထည့်ပြီးသွားရဆိုလို့ရှိရင်เนาะ printer အဖုံးလေးကိုပိတ်လိုက်လို့ရပါပြီအဲ့တော့ကျွန်တော် TSVN mode ကိုထားလိုက်တာဖြစ်တဲ့အတွက်သူက level ကို auto adjust လုပ်သွားတာကိုတွေ့ရလိမ့်မယ်ပေါ့เนาะဒါကိုကျွန်တော်တို့က feedback တန်တစ်ချက်နှိပ်ပြီးတော့လေကျွန်တော်တို့ဒီ level mode မှာရောက်မရောက်ကိုစစ်ဆေးလို့ရမှာဖြစ်ပါတယ်အကယ်၍အခုလို adjust မလုပ်ဘူးဆိုလို့ရှိရင်တော့သိကြရတယ်ကျွန်တော်တို့ဒါဘာကုတ် level sticker setting မှာရှိမနေဘူးပေါ့เนาะဝေးဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ AB310 UB 2 in 1 printer ကိုကျွန်တော်တို့ဒီပေါင်းချပဲထုတ်တော့ဘာကုတ် level sticker ပဲထုတ်တော့ပေါ့เนาะအာ printer ် setting ကိုဘယ်လိုမျိုးထားရမလဲဆိုတာကိုနားလည်သွားမယ်လို့မျှော်လင့်ပါတယ်။နောက် video မှာကျွန်တော်ဘာကုတ်လေးပဲ stake ကဘယ်လိုထောက်ရမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်။